ဒေါ်လာစီးတွေတက်တယ်၊ရွှေစီးတွေတက်တယ်ဆိုရင်ဒိုင်း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 ဆိုဟိုကဒေါ်လာစီးကတက်တယ်တော့အတန်မကြသေးဘူး။သူတို့ကကုန်စင်းတော့ဒိုင်းဆိုတက်သွားပြီ။နော်။အခုဒေါ်လာစီးတွေကျတယ်၊ရွှေစီးတွေကျတယ်ဆိုရင်သူတို့ကဘလို့လဲဆိုအတက်စီးနဲ့ဝယ်ထားလို့တဲ့ချလို့မရဘူးတဲ့။ဖမ်းပေးပါဗျို့။ဖမ်းပေးပါဖမ်းပေးပါနော်ကျမတို့ပြည်သူတွေကနာဘက်ကကြီးပဲနော်ဆိုတော့လေတက်တော့ကကြတော့ သူတို့လက်ထဲမှာပစ္စည်းရှိသေးရဲ့လေဝယ်မမဝင်ရသေးတာဟုတ်တယ်လားဝယ်မမဝင်ရသေးတာကိုအဲ့ဒါကိုဖမ်းတပ်လိုက်တယ်နော်ဟောကြပြီလဲဆိုလဲဆိုတော့တက်စီးနဲ့ဝင်ထားလို့တဲ့ချလို့မရဘူးတဲ့နောက်တစ်ခေါက်ထပ်ပြောမယ်ဖမ်းပေးပါဗျို့အဲ့လိုကုံတယ်မျိုးတွေနော်ဖမ်းပေးပါဘာဖြစ်လို့လဲဆိုတော့လေကျမတို့ပြည်သူကအမြင်နဲ့ခံပတ်ကကြီးပဲနော်တကယ်ကိုဝိသမလောဘကုံတယ်တွေဖမ်းပေးပါလူစုံးတွေကိုနော် ဟိုပြည်သူတွေမှလည်းအမြဲတမ်းပဲအမြဲတမ်းပဲတို့လုံးတက်မြောက်ခံရတယ်တက်ချင်းတက်သွားတာအခုတက်ပြီးရင်ဘယ်တော့မှပြန်မစင်းတော့ဘူးတို့ကအတက်မှာပဲตายရသွားပြီเนาะပြန်ချပြီးတော့လေပြန်စင်းပြီးတော့လေစင်းမှုတော့ဟုတ်လားเนาะအဲ့တော့ဖမ်းပေးပါဗျို့အဲ့လိုကုန်တယ်တွေအဲ့လိုလုပ်ငန်းရှင်တွေကိုဖမ်းပေးပါအေးအေးယူပေးပါထိထိရောက်ရောက်လုပ်ပေးပါနော်ကျမတို့ကလေဆိုရှယ်ပေါ်မှာကျမတို့လည်းနေနေရတာ နေရတယ်ဆိုတဲ့ခါကျတော့ကောလာဟလာတွေလည်းရှိတယ် rumors တွေလည်းရှိနေသိလားအာဝေဖန်အကြံပြုတာဆိုရင်လက်ခံပါတယ်ကိုလည်းသူများကိုဝေဖန်အကြံပြုပါတယ်နော်ဝေဖန်အကြံပြုပြုတာနဲ့တိုက်ခိုက်ထိုးချတာနဲ့မတူဘူးနော်တိုက်ခိုက်ထိုးချတယ်ဆိုတာကမဟုတ်တာတွေကိုအဟုတ်လို့ပြီးတော့မှလေလူတယောက်ကိုမကြဆုံးမချင်းသိလားဟိုဘယ်လိုခေါ်မလဲဟိုရည်ပဲချက်ရှိရှိနဲ့ တိုက်ခိုက်တာအဲ့ဒါတိုက်ခိုက်ထိုးချတယ်လို့ခေါ်တယ်ကျမတို့ဝေဘန်အကြံပြုတယ်ဆိုတာကတော့ဒါလီကတော့မကောင်းဘူးဒါလီဆိုရင်တော့ကောင်းမယ်ဒါလေးကတော့မဖြစ်တဲ့မူဒီလုံးရက်ကလေးကတော့မားတယ်ဒီလိုလေးလှုပ်တယ်ဆိုရင်တော့ပိုကောင်းတယ်တော်ပြီးတစ်ခါပဲတစ်ချိန်တစ်ခါပဲဒါဟာဝေဖန်အကြံပြုတာကျမတို့လည်းဝေဖန်အကြံပြုတယ် နော်အဲ့တော့အာသူများအောင်တိုက်ခိုက်တယ်သူများအောင်တိုက်ခိုက်ကျမဘယ်တော့မှသူများအောင်မတိုက်ခိုက်ဘူးဝေဖန်အကြံပြုတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဘယ်အရာပဲမဆိုကျမပရိဟိတကိစ္စဆိုလဲဒီလိုပဲဝေဖန်အကြံပြုတယ်ကျမတို့ကဒီလိုမျိုးဝိုင်းဝန်းပြီးတော့မှထင်းချောင်းဝေဖန်အကြံပြုမှသူ့အကြံဉာဏ်ကိုအကြံဉာဏ်နဲ့မှကာယကံရှင်နေကိုယ်တိုင်ကလည်းအာအကောင်းဆုံးဆိုတဲ့အရာတွေကိုဒါလူတယောက်ရဲ့အုံနောက်သေးတယ်မဟုတ်ဘဲနဲ့လူပေါင်းမြောက်များစွာရဲ့အုံနောက်ကနေပြီးတော့မှစဉ်းစားပြီးတော့မှဆင်ခြင်ပြင်ဆင်လို့ရမှာကျမတို့လည်းဒီလိုပဲကျမဆို comment တွေအများနဲ့ like ဖတ် က်တယ်။ comment တွေထဲမှာဟာဘလို့ပဲချမ်းသာပါညာဆိုလို့ရှိလို့ရှိရင်ဝေဖန်အကြံပြုတဲ့ comment တွေဆိုဒါဆိုကျွန်မလက်တင်ခံနေဟုတ်တယ်ဒါဆိုရင်မှန်နေ။အော်ဒါဆိုရင်ဒီလိုလေးမြင်တတ်ပါလား။အော်ဒါဆိုရင်တော့ဒီလိုလေးဖြစ်ပါလားဆိုဒါဆိုပြင်ဆင်လိုက်တယ်။တချို့ကကြတော့မဟုတ်ဘူး။တိုက်ခိုက်တယ်လို့ခေါ်တယ်နော်။တိုက်ခိုက်ထိုးချတယ်။ဒီလူတဦးတယောက်ကိုခြေလှုပ်ရင်ခြေလှုပ်တယ်လက်လှုပ်ရင်လက်လှုပ်တယ်အပုတ်ချတယ်ခေါ်တာပေါ့နော်။မဟုတ်တော့အဟုတ်လုပ်ပြီးတော့မှလှုပ်တယ်သိလား။မဟုတ်တန်းတရားတွေကိုချဲ့ကားပြီးတော့မှပြောတယ်နော်။ဆိုတော့အဲ့လိုမျိုးလူမျိုးတွေကျွန်တော်တို့ဆိုရှယ်မီဒီယာပေါ်မှာ အများကြီးမြင်ရတယ်အခုဆိုရင်ပို့ဆိုးတယ်အခုခေတ်မှာဆိုရင်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ Facebook ကနေ social media ပေါ့ platform တွေဖြစ်တဲ့ TikTok တို့ကျွန်တော်တို့ Facebook တို့ကနေပြီးတော့မှပတ်စံနေ monetization တွေပေးတဲ့ခါကျတော့ဒီ monetization ပတ်စံတွေကိုလိုချင်တဲ့ခါကျတော့ comment တွေရဖို့လိုတယ် reach တွေရဖို့လိုတယ် follower တွေအများကြီးရဖို့လိုတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ ကိုရဲ့အရေးချင်းကိုရီကိုသွေးနဲ့မလုံနိုင်ကြတဲ့ခါကျတော့သူများရဲ့ဂုံတဲ့င်းကိုချနှင်းပြီးတော့မှသူများကိုအပုတ်ချပြီးတော့မှလူဆိုတဲ့မျိုးကလည်းကောင်းတာပြောတာနဲ့မကောင်းတာပြောဆိုမကောင်းတာပြောတာကိုပို့ပြီးတော့မှကြိုက်တယ်လေနော်ဆိုတဲ့ခါကျတော့ဟာလူတယောက်ကိုရည်ရွယ်ချက်ရှိရှိနဲ့အဲတိုက်ခိုက်ပြီးတော့မှဟာအပုတ်ချနေတဲ့သူတွေအများကြီးတွေ့ရတယ်သိလားဘာဖြစ်ဆိုအဲ့ဒါဟာသူတို့ရဲ့ business ဖြစ်နေတာเนาะဘာကြောင့်မှမဟုတ်ဘူးအဲ့ဒါသူတို့ရဲ့ business နော်အဲ့တော့ဝေးပန်းအကြံပြုတာနဲ့တိုက်ခိုက်ထိုးချတာနဲ့ကမတူဘူးတိုက်ခိုက်အပုတ်ချတာနဲ့ကမတူဘူးအဲ့တော့အခုဒီ social media အခု platform ပေါ်မှာဆိုအဲ့လိုလူမျိုးတွေအများကြီးနေရတယ်နော်ကာယကံရှင်တွေသူတို့ကိုယ်တိုင်နေကြတော့ရုပ်တွေလည်းမပြရရဲဘူးအတန်တွေလည်းမထွက်ရဲဘူးလူနာမည်တွေနဲ့လည်းမသုံးရဲဘူးဘဲသူဘဲဝါဆိုတာလည်းမဖော်ပြရဲဘူးဒါပေမဲ့ဘဲသူဘဲဝါဆိုပြီးတော့မှရက်တည်နေတဲ့သူတွေအကုန်လုံးကိုတော့ဝေဖန် တိုက်ခိုက်တာဝေဖန်အကြံပြုတာမဟုတ်ဘဲနဲ့တိုက်ခိုက်အပုတ်ချတဲ့အလုပ်တွေကိုတွင်တွင်ကြဲကြဲလုပ်လာတယ်။နော်အဲ့ဒါမှလည်း reach တွေရမယ်လူတွေရသဘောကျမယ်ကြိုက်မယ်သိလား။ဘာဖြစ်လို့လူတွေရလူတယောက်ကိုအာကျွန်တော်တို့လူရဲ့မတိစိတ်ကိုနေရလူတွေကိုကောင်းတာချီးကျူးတာနဲ့မကောင်းတာပြောတာဆိုမကောင်းတာပြောတာကိုပို့ပြီးသဘောကျတတ်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့အငုံစိတ်ကလေးတွေရှိကြတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့လူတယောက်ကိုမရှင်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီလူရဲ့မကောင်းတဲ့ရင်းကိုအရန်ကြိုက်နှစ်သက်တယ် ။ဘာဖြစ်လဲ။အဲ့ဒါဆို တေးစားတယ်အဲ့လူကိုမရှင်နိုင်လို့အဲ့တော့မရှင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မကောင်းတဲ့ရင်းလေးနဲ့တစိုးတစီဆိုရင်ကိုကိုရင်သူတို့ကဟာဆိုပြီးတော့မှ အဲဒီလိုမျိုးမျက်စိစုံမှိတ်ပြီးတော့မှယုံလိုက်တာမျိုးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တကယ်တကယ်တူချင်း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 ဆိုရင်အရေးချင်းချင်းအရေးအသွေးချင်းမရှင်နိုင်ကြဘူး။မရှင်နိုင်ကြတော့ဒီလိုအပုပ်သတင်းနေအပောင်သတင်းနေအညီအဟောက်သတင်းနေဆိုအရန်သဘောကျကြတာပေါ့နော်။အဲ့တော့အဲ့ဒီထဲမှာကိုကမပါဖို့လိုတယ်။အဲ့တော့ social media platform ဆိုတာယူတဲ့ရင်ကုသိုလ်ရတယ်မယူတဲ့ရင်အကုသိုလ်ရတယ်နော်။နေ့စဉ်နဲ့မြအကုသိုလ်ဖြစ်တယ်။အဲ့တော့ဘာဖြစ်လဲဆိုတဲ့ခါကျတော့ တချို့လူတွေကသူများသာရင်တိုက်ခိုက်တတ်တာသူများသာရင်လက်ညှိုးထိုးတတ်တာသူတို့ကိုနှိုက်ကြတော့ရုပ်လည်းမဖော်ရဲကြဘူးနာမည်လည်းမပြရဲကြဘူးဘယ်သူဘယ်ဝါမန်းလည်းမဖော်ပြရဲကြဘူးအဲ့လိုလူမျိုးတွေနဲ့ခတ်တဲ့အစိတ်ကိုတောက်နေတဲ့သူတွေကတနာစရာပိုကောင်းတာနော်အဲ့လိုလူမျိုးတွေကဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာအစိတ် ဘာဖြစ်လို့အစိတ်အတောက်ဖြစ်တယ်လဲဆိုတော့သူတို့ကိုကြိုးစည်းပွားအတွက်သူများသူတစ်ဖက်သားရဲ့ဘဝရင်းသူတစ်ဖက်သားရဲ့ဂုံတိတ်ခါရင်းသူတစ်ဖက်သားရဲ့မိသားစုရင်းเนาะလူတစ်ဖက်သားရဲ့အကြောင်းအရာတွေကိုသူတို့ကသူတို့ပတ်စံရဖို့အတွက်ချနှင်းနေကြတဲ့သူတွေအဲ့ဒီရဲ့အစိတ်အတောက်တွေအောက်မှာကိုကမပါစေနဲ့ အတိနဲ့တတိနဲ့ကျွန်တော်တို့ကောင်းတဲ့စကားတွေပြောတဲ့ speech တွေအဲကောင်းတဲ့စကားတွေကိုမျှဝေနေတဲ့သူတွေထက်အဲ့လိုလူမျိုးတွေမှာပုံပြီးပိဋိတ်သက်များတယ်။ဘာဖြစ်လို့လဲဆိုတဲ့ကကြတော့လူတွေကအညီအဟောက်တည်င်းကိုပို့ပြီးတော့မှကြိုက်တတ်တဲ့သဘောတဘာဝရှိတယ်။ ਈ ဇေမွန်ဂျေဇုနော်ညီမလေးဟုတ်လားအဲ့တော့လေကိုကလေဆိုရှယ်မီဒီယာတုံးနေဆိုတာမှလည်းကျွန်မခုနပြောသလိုပေါ့ကိုအိမ်ကိုထိုင်နေပြီးတော့မှကိုဖုံးပြီးကိုဖြည့်ပြီးတော့မှအခုတော့မဖြစ်စင်နဲ့ စင်ညာုံတရားရှိပါစေ။ကျမတို့ခုနပြောသလိုပေါ့ဟိုခုနပဲဒီမှာအမိုင်းနဲ့တောင်ကျမတို့ပြောနေသေးတယ်။ကျမသဘင်ဟိုလွန်ခဲ့တဲ့10နှစ်လောက်ကဓာတ်ပုံလေးမနဲ့ကဒီနေ့တည်းတော့လွမ်းမယ်နော်ဆိုပြီးတော့မှဟိုမှာကျမ admin ကတင်ပေးထားတဲ့ဟာလေးရှိတယ်မနဲ့ကဟိုဘက် page မှာအဲ့ဒါသဘင်ညှက်လိုက်တာလားသဘင်အရှင်နဲ့လှတာလေးအဲသဘင်အရှင်နဲ့ကပုံလှတာအဲသဘင်ကဟိုဟာဖြစ်တယ်နော်အာရုပ်ကမတူတော့ဘူးနော်အဲသဘင်ညှက်လိုက်တာလားဘလို့ပဲချမ်းသာလားဆိုတော့ကျမတို့ပြောတာလူတွေဟာ တချို့ကယိုးအားတယ်တချို့ကတုံးအားတယ်တချို့ကကြာတကယ်ကိုမသိတာเนาะဆိုတဲ့ခါကျတော့လေအဲ့လိုမျိုးလူတွေကကြာအခုဆိုကြည့်ဒီပုံစံဒါကျွန်တော်တို့ဆိုကြည့်လိုက်တာ ਨੇ တော့ဒါအရင်တော့ပုံအဟောင်းလေးတင်နေဆိုကျွန်တော်တို့ဆိုသိတယ်လေဟုတ်တယ်လားအော်ဒါဓာတ်ပုံအဟောင်းလေးတင်နေဆိုတော့တချို့ကကြာတော့အဲ့လိုမျိုးကိုမသိတာအဲစပီးညှက်လိုက်တာလားစပီးဘလို့ဖြစ်တာလဲဘလို့လားညာလို့လားဘလို့လားဆိုတော့အဲ့လိုလူတွေအများကြီးရှိတဲ့ခါကျတော့အဲ့လိုလူတွေအတွက်ကိုတစ်ခါတလေကြာရင်ပူပန်မိတယ်เนาะဒီလိုလူမျိုးတွေဟာအလင်းအညာဆိုလဲလွယ်လွယ်ကူကူနဲ့ခံရနိုင်တယ် เนาะอ่าบลูคอมเลยโหကိုကိုယ်တိုင်ရဲ့ စဉ်းစားဆင်ခြင်တုံတရားအားနေကြတဲ့သူတွေလေးနော်ဆိုတဲ့ခါကျအခုခေတ်ဆိုပိုတောင်ဆိုတဲ့ AI နေအရန်ပေါ်လာတယ် AI နေအရန်များလာတယ်နော် AI နေအရန်များလာဖြစ်တဲ့တကဘယ်ဟာအစ်စ်မန်ဘယ်ဟာအတုမန်ဘယ်ဟာ AI ဖိုတိုမန် AI ဘယ်ဟာကျမတို့အမေတွေတောင်မှ Facebook တွေဆက်စားကြည့်စင်တော့ဆိုရှိတဲ့မြတ်တဲ့အကုန်ယုံတာသိလားဘယ်ဟာဘယ်လိုတဲ့ဘယ်ဟာဘယ်လိုနောက်ဆုံးကျမတို့ရှင်းပြရတယ်ဒါကတော့ဒီလိုဖြစ်တယ်ဒါကတော့ဒီလိုဖြစ်ဒါကတော့ AI နေနဲ့ဓာတ်ပုံနေဒါကပုံစစ်မဟုတ်ဘူးဓာတ်ပုံနေဆိုတာ Photoshop တွေလုံးလို့အဲ့ခက်က AI မဟုတ်သေးဘူး Photoshop ပေါ့ Photoshop တွေလုံးလို့ရတယ်ဒါကပုံစစ် င့်မဟုတ်ဘူး Photoshop ကြီးနဲ့လုပ်ထားတာအဲဒါကဘယ်လိုဖြစ်တယ်ဆိုလူကြီးတွေကိုရှင်းပြရတယ်เนาะအခုဆို AI တွေဖြစ်လာတော့ပိုတောင်ဆိုသေးတယ်တိလားအဲ့လိုမျိုးအဲ့တော့လေဒီ toxic တွေဖြစ်တဲ့ ဒဲတွေမှာပိုကိုကလေးမစည်းမျောသွားဖို့လိုတယ်เนาะဟိုကျွန်မခုနကပြောသလိုပေါ့ဝေဘန်အကြံပြူတာနဲ့တိုက်ခိုက်အပုတ်ချတာနဲ့ကမတူဘူးအခုကကြတော့ဝေဘန်အကြံပြူတာတဲ့တိုက်ခိုက်အပုတ်ချတဲ့ဟာတွေကတော်တော်များတယ်เนาะဆိုတဲ့ကကြတော့ကျွန်မကတော့ social influencer အဖြစ်ရက်တည်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြင်မတော်တာအစင်မပြေတာဆိုရင်ကျွန်မတော့ဝေဘန်အကြံပြူမှာကျွန်မတော့ဝေဘန်အကြံပြူတဲ့အလုပ်ကိုလုပ်မှာ ကျွန်မကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအခုအရင်ကလည်းကျွန်မအဲ့လိုလုပ်ခဲ့တယ်အခုလက်ရှိလည်းဒီပုံစံပဲနောင်လည်းကျွန်မလုံနိုင်စွမ်းရှိရဲ့အထိကျွန်မကတိုင်းပြည်နဲ့လူမျိုးအတွက်ဆိုလို့ရှိရင်ကျွန်မဝေဖန်အကြံပြုတဲ့ကိစ္စကိုကျွန်မလုပ်သွားမှာအေးအဲ့လိုလုပ်တယ်ဆိုရမှာလည်းကန့်သက်ချက်တော့ရှိတာပေါ့နော်ကျွန်မတို့ကခုနလိုပေါ့ဥပဒေနဲ့မလွတ်ကင်းတဲ့ဟာမျိုးတွေကိုတော့ထင်တိုင်းသေးပြီးတော့မှဝေဖန်အကြံပြုလို့သွားမရဘူးနော်အာဏာပိုင်အဖွဲ့အစည်းတွေကိုကျွန်မတို့ကသွားပြီးတော့မှဆဲဆိုပုတ်ခတ်ပြီးတော့မှဝေဖန်အကြံပြုလို့မရဘူးနော်ကျွန်မတို့က ကိုကိုလည်းကိုကြည့်ရမယ်ညောင်သီးလည်းစားရမယ်လေးတန်လည်းနားထောင်ရမယ်ဟုတ်တယ်နော်ဆိုတော့လက်လွတ်စပင်နဲ့လူတွေကပြောတယ်ဒီလောက်တော့မှဝေဖန်ကြံပြုတ်နေပြောပါလားဆိုပါလားပြောလို့မရအောင်ဆိုလို့မရအောင်ဘာဖြစ်လဲကျမတို့ကရုပ်အမှန်အတန်အမှန်ကျမတို့ကလူပုပ်ကိုကိုဟာကိုချပြပြီးတော့မှအလုံးလုံးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရဲ့မိသားစုကိုရဲ့ ဘေးကင်းလုံခြုံရေးကိုလည်းကျမတို့ကဒါကြည့်ရသေးတယ်เนาะအဲ့တော့ပြောတင်ပြောတိုက်တဲ့ဘောင်တွေကပြောလို့ရတဲ့အရာမှန်သမျှကိုပြောမယ်အဲ့တော့လူလူချင်းပြောတယ်ဆိုရင်တော့ကျမတို့ကအစွန်းထွက်သွားမလားဒါသည်သူ့ရဲ့ဂုံတိတ်ခါကိုအရန်ညှိုးနှံသွားမလားဒါသည်သူ့ကိုကျမတို့ကတိုက်ခိုက်တယ်လို့ဖြစ်သွားမလားဆိုပြီးစကလုံးကိုအရန်ထိမ့်သိမ့်ပြီးပြောရတယ်ဝေဖန်အကြံပြုတယ်ဆိုတဲ့ဟာဖြစ်မြောက်အောင်လို့စကလုံးကိုရွေးချယ်ပြီးတော့မှ ပြောရတယ်အဲ့တော့ပြောလို့ရတိုင်းဘလို့ရွှတ်တာနဲ့ဆွတ်ပြီးတော့မှနင်းပြီးတော့မှပြောချင်တိုင်းပြောလို့မရဘူးဒါကြောင့်မို့ကျမပြောခဲ့တဲ့စကားလုံးတိုင်းမှာကျမအမြင်စီးနဲ့ပေါင်းနဲ့ပြောတယ်နော်အဲ့တော့လေဝေဖန်အကြံပြုတာနဲ့အပုတ်ချတိုက်ခိုက်တာနဲ့မတူပါဘူးအခုဆိုရင်လေသူများကို အပုတ်ချတိုက်ခိုက်ပြီးတော့မှပတ်စံရှာနေတဲ့သူတွေအများကြီးရှိတယ်နော်အဲ့ဒီရဲ့ toxic state ထဲမှာမမိသွားစေနဲ့နော်အဲ့ဒါလေးကိုသတိပေးတာ